ိဆက်ခြင်းဆိုတာဘာလဲအိဆက်ခြင်းဆိုရဲစကလုံးလေးကိုကြားလိုက်တာနဲ့လူတိုင်းဟာနေစဉ်ဘဝရဲ့သုံးပုံတပုံနှီးပါးကိုသုံးစွဲနေရတဲ့မရှိမဖြစ်လိုအပ်တဲ့အနာယူမှုတစ်ခုဖြစ်မြင်ရောင်မိကြမှာပါကြပါမယ်အိဆက်ချင်းစရာရိုရိုမျက်လုံးမိတ်ပြီးခဏတာရက်တန့်ထားတဲ့အခြေအနေတစ်ခုတက်တက်တော့မဟုတ်ပါဘူး။ဒါကျွန်တော်ရဲ့ခန္ဓာကိုယ်နဲ့အုံနောက်အတွက်မရှိမဖြစ်လိုအပ်တဲ့ဇီဝကံမဖြစ်စဉ်တစ်ခုပဲဖြစ်ပါတယ်။ ျွန်တော်တို့အိပ်ပျော်နေချိန်မှာတော့အုံနောက်ကအနားယူနေခြင်းမရှိပဲလွန်စွာအရေးကြီးတဲ့အလုပ်တွေကိုဆက်လက်လုပ်ဆောင်နေပါတယ်။သူကတနေ့တာလုံးစုဆောင်းထားတဲ့အချက်လက်တွေကိုစစ်စစ်နေတယ်။မဉဏ်တွေကိုခိုင်မြဲအောင်ပြုလုပ်နေတယ်။ခန္ဓာကိုယ်ကအင်အားတွေကိုပြန်လည်ဖြစ်တင်းနေပါတယ်။ပြီးတော့တနေ့ကောင်စုဆောင်းထားတဲ့အစိတ်အတော့တွေကိုဖယ်ရှားရှင်းလင်းနေပါတယ်။ဒါကြောင့်အိပ်ဆက်ခြင်းကိုတဘာဝတရားပေးတဲ့အကောင်းဆုံးစေဝါလို့တောင်သင်စားခေါ်ဝေါ်ကြတာဖြစ်ပါတယ်။ အိတ်ဆက်ခြင်းရဲ့အရေးပါပုံကိုအမှန်တကယ်နားလည်ဖို့ဆိုရင် လူသူရဲ့ဘဝတစ်လျှောက်လုံးမှာအိတ်ဆက်မှုပုံစံတွေဘယ်လိုပြောင်းလဲခဲ့သလဲဆိုတာကိုလေ့လာဖို့လိုပါတယ်။မွေကင်းစားကလေးငယ်တရားတနစ်သားရဲ့နိုင်ပေါင်းများစွာကိုအိတ်ဆက်ခြင်းနဲ့ကုံဆုံးပေမဲ့အသက်ကြီးလာတဲ့အမျှလိုအပ်တဲ့အိတ်ချိန်ကတဖြည်းဖြည်းညော့နေလာပါတယ်။ဒါပေမဲ့အရွယ်ရောက်ပြီးသူသူချင်းစီအတွက်တညကိုပြန်များအဖြစ် ခုနှစ်နိုင်ကနေ၉နိုင်အထိအိတ်ဆက်ဖို့လိုအပ်ပါတယ်။ဒီလိုအိတ်ဆက်ချိန်ပြေဝမှသာ ကိုရောစိတ်ပါစွမ်းရည်အဖြစ်နဲ့အသင်ဖြစ်နေမှာဖြစ်ပါတယ်။အိပ်ပဲပညာရှင်တွေကအိတ်ဆက်ခြင်းကိုအဓိကအဖြစ်အဆင့်ကျင်းတစ်ခုဖြစ်ခွဲခြားထားပါတယ်။အဲ့ဒါတွေကတော့ Enran လို့ခေါ်တဲ့မျက်လုံးလင်းမြန်စွာလှုပ်ရှားခြင်းမရှိသေးတဲ့အိတ်ဆက်ခြင်းနဲ့ RAM ဆိုတဲ့မျက်လုံးလင်းမြန်စွာလှုပ်ရှားတဲ့အိတ်ဆက်ခြင်းတို့ပဲဖြစ်ပါတယ်။ဒီအဆင့်တစ်ခုဟာတ냐တာလုံးအလက်ကျလဲပက်နေပြီးအိတ်ဆက်ခြင်းရဲ့အကျိုးကျေးဇူးအပြည့်အဝရဖို့အတွက်ဒီအဆင့်အားလုံးကိုဖြတ်တန်းဖို့လိုအပ်ပါတယ်။ အိဆက်မှုဆက်ဝန်တစ်ခုဟာပြန်မြအဖြစ်မိနစ်60အနည်း120တိကြာမြင့်ပါတယ်ပါမဇုံးအနေနဲ့အန်ရန်အိဆက်ခြင်းအကြောင်းပြောပြခြင်းပါဒီအိဆက်ခြင်းအဆင့်ကိုအနက်အနည်းဆုံးအနည်းအနက်ဆုံးတိအဆင့်ခွဲ3ခုထပ်မံခွဲခြားထားပါတယ်ပါမစင်အန်ဝဲကတော့အိတ်ခြင်းမူသူဖြစ်တဲ့အခြေအနေပေါ့နိုးချနေတဲ့အခြေအနေနဲ့အိဆက်ခြင်းကြာအကူပြောင်းကာလဖြစ်ပြီးကြာချိန်ကလည်းမိနစ်အနည်းငယ်သာရှိပါတယ် ီအချိန်မှာကြွက်သားတွေစတင်ညော့ရဲလာပြီးနှလုံးခုန်နှုံးနဲ့အသက်ရှူနှုံးတွေကလည်းစတင်နေကွေးလာပါတယ်။ဒုတိယဆင့်အန်ဒူးကိုရောက်တဲ့အခါမှာတော့ခန္ဓာကိုယ်အပူချိန်ကျဆင်းလာပြီးမျက်လုံးလှုပ်ရှားမှုတွေရက်တန့်သွားပါတယ်။ဒီဆင့်ဟာတညတာအိပ်စက်ချိန်ရဲ့အများဆုံးအချိန်ကိုယူထားပြီးအုံနောက်ထဲမှာအိပ်စက်မှုစပင်ဒယ်လို့ခေါ်တဲ့ရက်စစ်လိုင်းတူလေးတွေဖြစ်ပေါ်ပါတယ်။ဒါရီယာအစ်စ်တင်ယူထားရတွေကိုရေရှည်မှန်ညံဖြစ်ပြောင်းလဲပေးရမှာရေးပါတဲ့အခန်းကဏ္ဍပါဝင်ပါတယ် နောက်ဆုံးတတိယအဆင့်အန်ဒရီကိုတော့လိုင်းနေအိတ်ဆက်ခြင်းဒါမှမဟုတ်အိတ်မောကြခြင်းလို့လည်းခေါ်ပါတယ်။ဒါအနဲ့ဆိုင်ဆုံးအိတ်ဆက်ခြင်းအဆင့်ဖြစ်ပြီးနိုးထဖို့အခက်အခဲဆုံးအချိန်လည်းဖြစ်ပါတယ်။ဒီအဆင့်မှာခန္ဓာကိုယ်ဟာပြန်လည်ပြုတ်ပြင်ခြင်းတစ်ရှူတွေကြီးထွားခြင်းနဲ့ကိုယ်ခန္ဓာစနစ်ကိုအားဖြစ်ခြင်းစတဲ့အရေးကြီးတဲ့ရုပ်ပိုင်းဆိုင်ရာပြုတ်ပြင်မှုမှန်မှုတွေကိုလှုပ်ဆောင်ပါတယ်။ကလေးဘွားမှာကြီးထွားဟော်မုန်းတွေအများဆုံးထွက်ရှိတာလဲဒီ entry အဆင့်မှာပဲဖြစ်ပါတယ်။ ညစောပိုင်းအိပ်စက်မှုတွေမှာဒီအန်ဒရီအဆင့်ကိုအချိန်အကြာဆုံးဖျက်ဆီးကြရပါတယ်။အရန်အဆင့်တွေပြီးဆုံးသွားတဲ့အခါမှာတော့စိတ်ဝင်စားစရာအကောင်းဆုံးဖြစ်တဲ့ရန်အိပ်စက်ခြင်းအဆင့်ကိုရောက်ရှိလာပါပြီ။ရန်ရဲ့ထူးခြားချက်ကတော့မျက်လုံးတွေဟာမိတ်ထားတဲ့မျက်ခွန်အောက်မှာလင်းမြန်စွာလှုပ်ရှားနေတာပဲဖြစ်ပါတယ်။ဒီအချိန်ဟာအိမ်မက်တွေအများဆုံးမဲ့တဲ့အချိန်လည်းဖြစ်ပါတယ်။အုံနာလှုပ်ရှားမှုဟာဆိုရင်နိုးထနေတဲ့အချိန်နဲ့အလွန်နှီးဆက်ပြီးတက်ကြွနေပေမဲ့လည်း ခန္ဓာကိုယ်ရဲ့ကြွက်သားကြီးတွေဟာယာယီအဖြစ်လုံဝလောက်ရှာလို့မရအောင်ထုံကျင်နေပါတယ်။ဒီလိုထုံကျင်နေတာကိုကြွက်သားတောင့်တင်မှုမရှိခြင်းလို့ခေါ်ပြီးအိမ်မက်ချာလှောက်ရှာမှုတွေကိုလက်တွေ့မှာလိုက်ပါလှုပ်ဆောင်မြင့်ခြင်းမှာကာကွယ်ပေးတဲ့တဘာဝရန်တရားတစ်ခုပဲဖြစ်ပါတယ်။ RAM အစ်စက်ချင်ဟာစိတ်ပိုင်းဆိုင်ရာပြန်လည်ပြည့်ပြင်မှုတင်ယူထားတာတွေကိုမြန်းမြန်အောင်ဆွဲမြဲစေမှုအထူးသဖြင့်ရှုပ်ထွေးတဲ့ပြဿနာဖြေရှင်းနိုင်စွမ်းတွေနဲ့စိတ်ကံစားမှုတွေကိုထိန်းညှိရမှာအရေးကြီးပါတယ်။ ညနေလာနဲ့မြဒီရန်အဆင့်ရဲ့ကြားချင်းဟာတဖြည်းဖြည်းရှေလျားလာတော့တွေ့ရပါလိမ့်မယ်။ဒီလိုအိတ်ဆက်မှုဆက်ဝန်တစ်ခုပြီးတစ်ခုလဲပက်နေတဲ့ဖြစ်စဉ်ကိုထိန်းညစ်ပေးတဲ့ဇီဝကံမလုပ်ငန်းစဉ်တွေလည်းရှိပါတယ်။အဓိကဓာတုဖြစ်စဉ်မျိုးမဖြစ်မနေထက်တွင်ပြောရပါလိမ့်မယ်။ပါမတ်ကူကတော့အိတ်ဆက်မှုဖိအားကိုဖြစ်ပေါ်စေတဲ့အန်ဒန်နစင်လို့ခေါ်တဲ့ drug ပေါင်းပါ။ကျွန်တော်တို့နိုးနေတဲ့အချိန်မှာအုံနောက်ကစွမ်းအင်တွေကိုအသုံးပြုနေရင်းနဲ့ဒီအန်ဒန်နစင်တွေကတဖြည်းဖြည်းစွပုံလာပါတယ်။ ီ drop bomb တွေကအုံနောက်ထဲမှာများလာတဲ့အများအချင်းစိတ်ကိုပိုပြီးဖိအားပေးလာပါတယ်။ coffee tea ကဖိန်းတာဒီ adenosine တွေအုံနောက်အာရုံကြောဆဲတွေနဲ့ပေါင်းဆက်ထားတာကိုပိတ်ဆို့ပေးခြင်းဖြင့်အချင်းစိတ်ကိုခိတထိန်းချုပ်ပေးတာပဲဖြစ်ပါတယ်။ဒုတိယတစ်ခုကတော့ melatonin hormone ပါ။ဒါအောင်အိပ်စက်ခြင်း hormone လို့လည်းလူသိများပြီးညဘက်မောင်လာတဲ့အခါခန္ဓာကိုယ်ရဲ့ thin sugar gland ကနေတဘာဝအတိုင်းထုတ်လုပ်ပေးပါတယ်။ သူဟာကျွန်တော်ရဲ့ခန္ဓာကိုယ်ဇီဝနိုင်ရင်စနစ်ကိုထိန်းညစ်ပေးပြီးအိပ်ဖို့အချိန်ရောက်ပြီဆိုရင်အချက်ပြစနစ်အနေနဲ့လှုပ်ဆောင်ပေးပါတယ်။အလင်းရောင်များတဲ့ပတ်ဝန်းကျင်မှာရှိနေရင်မယ်လာထိုနင်ထုတ်လုပ်မှုဟာတားဆီးခံရတာကြောင့်ညဘက်မှာဖုံးမျက်နှာပြင်တွေနဲ့တခြားအပြာရောင်အလင်းရောင်တွေကိုကြိရှုခြင်းကိုရှောင်ရှားသင့်တယ်လို့ကျန်းမာရေးပညာရှင်တွေကအမြဲတမ်းပြီးနေကြပါတယ်။နောက်ဆုံးအနေနဲ့အိပ်ဆက်ခြင်းကိုလွန်လွန်လပ်လပ်မရတဲ့အခါဘာရီဖြစ်လာနိုင်လဲဆိုတာတွေကိုတတိပေးလိုပါတယ်။အေးရေမွားတဲ့အခါအ ်အုံနောက်ရဲ့မဲ့ညံစုစည်းနိုင်စွမ်းအာယုံစူးစိုက်နိုင်စွမ်းနဲ့ဆုံးဖြတ်ချက်ချနိုင်စွမ်းတွေဟာတိတိတတကြဆင်းလာပါတယ်စိတ်ခံစားမှုတွေမတိမငြိမ်ဖြစ်လာပြီးဒေါ်ရထွက်လွယ်ကစိတ်တကြချင်းစီကိုလည်းဥတည်နိုင်ပါတယ်ရုပ်ပိုင်းဆိုင်ရာအရာဆိုရင်လဲကိုခံအားစနစ်အားနေသွားပြီးယောဂပိုးတွေကူးစက်ခံရနိုင်ချေပိုများလာပါတယ်နာသာရှိအိပ်ရေးပြက်မှုကဈီချိုယောဂသွေးတူယောဂ နှလုံးယောဂာနဲ့အဝလွန်ချင်းလိုမျိုးရေရှည်ကျန်းမာရေးပြဿနာတွေပေါ်ပါဖြစ်ပေါ်စေနိုင်တဲ့အဓိကအကြောင်းရင်းခံတွေထဲကတစ်ခုဖြစ်ပါတယ်။ဒါကြောင့်အိပ်ဆက်ချင်းဆိုတာတာမန်အနာယူမှုတစ်ခုမဟုတ်ပဲကျွန်တော်ရဲ့ရုပ်ပိုင်းဆိုင်ရာနဲ့စိတ်ပိုင်းဆိုင်ရာကျန်းမာရေးအတွက်ယဉ်နေမြုပ်နယ်မှုတစ်ခုပဲဖြစ်ပါတယ်။ကောင်းမွန်တဲ့အိပ်ဆက်ချင်းဟာဘုံမှုကောင်းမွန်တဲ့ဘဝဘုံမှုထက်မြက်တဲ့အုံနောက်နဲ့ဘုံမှုကျန်းမာတဲ့ခန္ဓာကိုယ်ပိုင်ဆိုင်နိုင်ဖို့အတွက်မရှိမဖြစ်လိုအပ်တဲ့အခြေခံအုံမြစ်ပဲဖြစ်ပါတယ်ခင်ဗျာ။ ဒီနေ့ကြောင်းရလေးကနေအားလုံးအတွက်အကျိုးရှိလိမ့်မယ်လို့မျှော်လင့်ပါတယ်။ကောင်းမွန်သောအိပ်စက်ချင်းတွေကိုပိုင်ဆိုင်နိုင်ကြပါစေလို့ဆန္ဒပြုပါတယ်။ကျွန်တော် channel လေးကို subscribe လုပ်ထားပေးဖို့နဲ့အသစ်သစ်သောအကြောင်းအရာတွေအတွက်စောင့်မျှော်ကြည့်ရှုပေးကြဖို့လည်းဖိတ်ခေါ်ပါတယ်ခင်ဗျာ။